မင်္ဂလာပါခင်ဗျဒီနေ့ကျွန်တော်တို့ပြောကြမယ့်အကြောင်းအရာကတော့အထူးသဖြင့်ပြည်ပမှာရောင်းနေကြတဲ့မြန်မာနိုင်ငံသားတွေကြားထဲမှာတော်တော်လေးစိတ်ရှုံထွေးရတဲ့ကိစ္စတစ်ခုပါအဲ့ဒါကတော့နိုင်ငံကိုလက်မှတ် passport နဲ့တက်တဲ့ခံလက်မှတ် certificate of identity CI တို့ရဲ့ကွာခြားချက်ပါပဲဒီဆောင်နှမျိုးကြကအဓိကကြတဲ့အချက်တွေကိုရှင်းရှင်းလင်းလင်းသိသွားအောင်တကူချင်းစီချွေးပြသွားပါမယ်ကဲအရင်ဆုံးကိုယ့်လက်ထဲမှာဂိုင်းထားတဲ့စာအုပ်ကိုတစ်ချက်ပြန်ကြည့်လိုက်ပါအောင်အဲ့ဒီစာအုပ်ကတကယ်တမ်းဘာအတွက်သုံးလာလဲဆိုတာကို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 ရင်ဆိုမေ့ကြည့်ကြအောင် ီမေခွန်းရဲ့အဖြေတော့ရှင်းရှင်းလင်းလင်းတီးထားဖို့ကတော်တော်လေးကိုအရေးကြီးပါတယ်။ဟုတ်ပြီ။ဒါမင်းအရင်ဆုံးအလုံးနဲ့ပိုပီးရင်းနေတဲ့နိုင်ငံကူးလက်မဲ့ passport ဆိုတာပါလဲဆိုတာနေဆက်လိုက်ကြရအောင်။ဒါဟာနိုင်ငံတကာကိုသွားလာဖို့အတွက်အဓိကတော့ချက်တစ်ခုပါပဲ။ passport ဆိုတာကလည်းရှင်းရှင်းပြောရရင်နိုင်ငံတစ်နိုင်ငံကနေပြီးတော့ဒါကကတော့နိုင်ငံသားပါဆိုပြီးတော့တရားဝင်အတိအမှတ်ပြုထုတ်ပေးထားတဲ့စာရွက်စာတမ်းစာအုပ်တိအုပ်ပေါ့။ဒီစာအုပ်ကိုကိုယ်ဆောင်ထားတဲ့သူကနိုင်ငံရဲ့ခြောက်ကိုသွာလာခွင့်ရှိသူတို့ကိုယ်နိုင်ငံရဲ့အကာအကွယ်ကိုလည်းရရှိမှဖြစ်ပါတယ် ကဲမြန်မာ passport ရဲ့အဓိကအခက်တွေကိုတစ်ချက်ကြည့်လိုက်အောင်ဘီရူရဲ့ကန်ဆောင်နိုင်တယ်လဲဆိုတော့တက်မချက်နဲ့ကန်ကြီးတဲ့မြန်မာနိုင်ငံသားတိုင်းပါပဲအဓိကဘာတရက်ထုံးတာလဲအလိုဘလော့ဖို့ဂျောင်းလာတက်ဖို့ဒါမှမဟုတ်ကဘာလက်ခီးသွားဖို့လုံနေနိုင်ငံတကာခီးသွားလာမှုတွေတက်ပေါ်ဗီဇာရှိရင်ကမ္ဘာနိုင်ငံများစုကိုသွားလာနိုင်ပြီးနိုင်ငံတကာမှာကိုယ့်ရဲ့တရားဝင်ထောက်ထား ID ဖြစ်သုံးလို့ရပါတယ်။တက်တန်းခဲ့တော့ပုံမှန်အားဖြင့်9နှစ်အထိရပါတယ်။ passport အကြောင်းကိုတော့အတော်နဲ့ရှင်းသွားမိထင်ပါတယ်။ ကဲဒါဆိုရင်နောက်တစ်ခုတက်တဲ့ခံလက်မှတ် certificate of identity ci ဆိုတာဘာလဲဆိုတာကိုဆက်ကြည့်ကြမယ်ခေါင်းစဉ်မှာပြောထားတယ်လို့ပဲဒါကရာရည်အတွက်နဲ့ရည်ရွယ်ချက်ကိုကန့်တတ်ထားတဲ့စာအုပ်တစ်မျိုးပါ ci ဆိုတာကနိုင်ငံကူးလက်မှတ်မရှိသေးတဲ့နိုင်ငံသားတွေအတွက်ရာရည်ထုတ်ပေးထားတဲ့အထောက်အထားစာအုပ်တစ်မျိုးပါတူရဲ့အတေကရည်ရွယ်ချက်ကနှစ်ခုရှိရယ်တစ်ခုကရောက်နေတဲ့နိုင်ငံမှာတရားဝင်နေထိုင်အလုပ်လုပ်ခွင့်ရဖို့ ဥပမာထိုင်းနိုင်ငံက MOU အလုပ်သမားတွေလို့ပေါ့နောက်တစ်ခုကတော့မြန်မာနိုင်ငံကို ပြန်ဖို့အတွက်ပဲဖြစ်ပါတယ် CI ဆောင်ရဲ့အဓိကအချက်တွေကိုကြည့်မယ်ဆိုရင်ဒါကအဓိကအားဖြင့်ရွှေပြောင်းအလုပ်သမားတွေအကရည်ရတာပါအရေးကြီးတာကခီးသွွာလာမှုအပိုင်းပဲ CI နဲ့ဆိုရင်ကိုရောက်နေတဲ့နိုင်ငံနဲ့မြန်မာနိုင်ငံအဲ့ဒီနှစ်နိုင်ငံကြားပဲသွာလာခွင့်ရှိတာနော်ဒါကနှစ်နိုင်ငံကြားသဘောတူညီမှု bilateral agreement လို့ခေါ်ပါတယ်ပြီးတော့တသန်းကလည်း passport ထည့်ပို့တော့ပါတယ် အခုပြောမယ့်အချက်ကတော့အရေးကြီးဆုံးပဲလုံးဝကိုမထားရမယ့်အချက်ပါ CI စာအုပ်ကင်ထားရင်တတိယနိုင်ငံတစ်ခုကိုသွားခွင့်လုံးဝလုံးဝမရှိပါဘူးဥပမာထိုင်းမှာ CI ကင်ထားတဲ့ဆိုရင်အဲ့ဒီ CI နဲ့မလေးရှားသွားမယ်စင်ကာပူသွားမယ်ဆိုတာမျိုးလုံးဝမကြပါဘူးကဲအခုဆိုရင်နှစ်ခုလုံးအကြောင်းအကြံဖင်းတည်သွားပြီဆိုတော့သူတို့နှစ်ခုရဲ့အဓိကကွာခြားချက်တွေကိုရှင်းရှင်းလင်းလင်းမြင်သွားအောင်ပေးချင်းရင်ပြီးတစ်ချက်ကြည့်လိုက်ကြအောင် ဒီစရာကိုကြည့်လိုက်ရင်အားလုံးပိုရှင်းသွားပါလိမ့်မယ်ပထမဆုံးရည်ရွယ်ချက်ကိုကြည့်လိုက် passport ကနိုင်ငံတကာခရီးသွားဖို့ CI ကတော့ရရရတက်တဲ့ခံဖို့နဲ့အိမ်ပြန်ဖို့လောက်ပဲဟုတ်ပြီခရီးသွားနိုင်တဲ့အတိုင်းကမှဆိုရင်ရော passport ကကဘာပတ်လို့ရတယ် CI ကတော့မြန်မာပြည်နဲ့ကိုရောက်နေတဲ့နိုင်ငံဒီနှစ်နှစ်အားပဲအတိမပူမို့မှာလဲ passport ကနိုင်ငံတကာအဆင့်ဖြစ်ပြီး CI ကတော့နှစ်နိုင်ငံလဘောတူညီဖို့ပဲရှိတာပါနောက်ဆုံးတက်တန်းမှာတော့ passport ကနားနဲ့ထိရပြီ CI ကတော့အများကြီးပိုတိုးပါလေရှင်းပါတယ်နော်ဟုတ်ပြီအခုလောက်ဆိုရင်တော့တော်တော်လေးရှင်းလင်းသွားတော့ပြီဒါပေမဲ့ဒီအကြောင်းအရာတွေအားလုံးကိုမှတ်မိလွယ်အောင်တခုတည်းသော idea အဖြစ်အနည်းချုပ်ကြည့်ကြရအောင်ဒါကတော့အားလုံးရဲ့အနည်းချုပ်ပါပဲလွယ်လွယ်လေးမှတ်လိုက်အောင်နိုင်ငံကူးလက်မှတ် passport ဆိုတာနိုင်ငံတကာသွားဖို့ certificate of identity CI ဆိုတာကတော့ယာယီအတွက်ပြီးတော့နိုင်ငံငယ်ချာမှပဲသွားလောက်လို့ရဖို့ဒီလောက်ဆိုရင်တော့လုံးဝကိုရှင်းလင်းသွားလောက်ပါပဲ ကဲဒီချက်လက်တွေအားလုံးကိုကြည့်သွားပြီဆိုတော့နောက်ဆုံးအနေနဲ့ကိုကိုကိုပြန်မေးကြည့်ရမယ့်မေးခွန်းတစ်ခုရှိပါတယ်။အခုလက်ထက်မှာကန်ဆောင်ထားတဲ့စာရွက်စာတန်းကကိုယ့်ရဲ့ခီးသွားလာဖို့အလွတ်လုတ်ဖို့ရည်မှန်းချက်တွေနဲ့တကယ်ပဲကန့်ညီရလား။အဲ့ဒီဖြစ်ပေါ်မူတည်ပြီးတော့မှကိုယ့်နာကအတွက်မှန်ကန်တဲ့လမ်းကြောင်းကိုရွေးချယ်နိုင်မှာပါခင်ဗျာ။